ဗီဒီယိုခက်မှာလည်းဒီ copy တွေကြောင့်ကျွန်တော်တို့လူညာသမားတွေအလုပ်ရောက်ခဲ့ပြီးသွားပြီအခု social ခက်မှာလည်းအခုလို Telegram တွေ TikTok တွေမှာဇက်ကားတွေကိုကို like လေးရဖို့ follower လေးရဖို့အတွက်မလုပ်ဖဲနဲ့ကျွန်တော်တို့လူညာသမားတွေစားဝတ်နေရေးအလုပ်အကင်အခွင့်အလမ်းအဆင်ပြေချောမွေ့ဖို့အတွက်တကယ်ကိုလူညာသမားတွေကိုချစ်ခင်မြတ်နိုးတကယ်အမှန်ကန်အားပေးစေချင်ပါတယ် ဒီမြဇလန်တွေလေးရတော့ကျွန်တော်တရုတ်မဆောင်ဘူးတဲ့ character တရုတ်မဆောင်ဘူးတဲ့ item တွေပေါ့အဲ့အရာတွေပါဝင်တဲ့ဇလန်တွေလေးပါအအဓိကတော့ဘူနာစာမတ်နူတာပေါ့ကျွန်တော်အပြင် channel တွေရိုက်တာနေပါတယ်ကျွန်တော်ကိုယ်တိုင်ပဲထုတ်ရိုက်တယ်ပြီးမှတခြား channel တွေကသူတို့ channel အတွက်ပြဖို့ဟိုရောင်းမယ်အဲဆိုရင်ကျွန်တော်ကရောင်းပေးတယ်ကျွန်တော်စိတ်ကြိုက်ကားတွေပဲကျွန်တော်ရိုက်တာပေါ့နော်ဒါကတော့ဒီကကတော့ကျွန်တော် channel အတွက်လည်း မဟုတ်ဘူးတခြား channel အတွက်ပထမဆုံးမြင်သားတယောက်အနေနဲ့သွားပြီးတော့အာရိုက်ပြီးတဲ့ဇလန်တွေဟောကျွန်တော်ကတိတ်ဟို character ကိုညင်းတဲ့ထဲမပါဘူးအဓိကခေါ်မရိုက်လို့ပဲမရိုက်တာခေါ်ရရင်တော့ဇက်ကိုအတတ်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ရိုက်ပါတယ်ဟုတ်တယ်ကိုယ်တိုင်ကတော့ပြီးသက်ကျွန်တော်ပြီးသက်အတွက်ရည်ရွယ်ပြီးတော့ပဲအဲကျွန်တော်အဓိကထားရိုက်ဖြစ်တာပေါ့နော်အဲ writer ကတော့ကျွန်တော်ဟိုတကယ်ကိုဟိုအကူတယောက်လို့ဟောသူ ပြုပြင် ပြောင်းလဲပေးပါတယ်အဲသူ့လည်းကျွန်တော်အမြဲတမ်းပြောပါတယ်ကျွန်တော်ကိုသူတော်တော်ပြောင်းလဲပါတယ်ဒီခန္ဓာကိုဖြစ်အောင်လဲသူပဲပြုပြင်ပြောင်းလဲပေးတာဒီဒီ character ကတော့ခုနကပြောတဲ့ Canon Black နဲ့ Bonanza ကိုကျေးဇူးတရားမှာပေါ့အဲကျွန်တော်ကိုဒီလိုမျိုးဟို character change ပြီးတော့ရေယုံကြည်ကြည်နဲ့ပေးတဲ့နောက်ထပ်အဲအစ်စ်အစ်စ်တွေကိုရအောင်ဟိုခုလိုမျိုးရိုက်ကူးပေးတယ်အဲထုတ်လုပ်ပေးတဲ့အတွက်အများကြီးကျေးဇူးတင်တယ်ပြီးတော့ဒီ character ကိုမဝင်ဝင်အောင်တွင်တင်ပြသ အမြဲတမ်းမြမောင်ဆိုတဲ့ကရိုက်တာလွတ်မသွားအောင်မော်ဒီတာကိုတိချထိုင်ကြည့်ပြီးတော့တိချတင်ပေးတဲ့ဒါရိုက်တာထွတ်တင်ထွတ်တကယ်ကိုကျေးဇူးတင်ပါတယ်။ဟုတ်တယ်ဒီမြဇက်ကားလေးကကန်နယ်ဘလက်ကနေပြီးတော့6လပိုင်း16ရက်နေ့မှာစတင်ပြသမှာဖြစ်ပါတယ်။အဲ့တွေကျွန်တော်တို့အနုပညာသမားတွေတစ်ထက်မကကောင်းတဲ့ဇလန်းနေရိုက်ကူးလို့ရအောင် ရိုက်ကူးခွင့်ရှိအောင်ပြည်သက်တရားလည်းမူရင်း channel ဖြစ်တဲ့ကန်နယ်ဘလက်ပြီးတော့ကျွန်တော်တို့အနုပညာသမားတွေရိုက်ကူးထုတ်လွှင့်ပြသတဲ့ မူရင်း channel တွေကပဲအားပေးကြပါလို့ကျွန်တော်ဒီနေရာနေအနှူးညွန့်တောင်းပန်ပြီးတော့ပြောပြရသေး။ဘာဖြစ်လို့လဲဆိုရင်ကျွန်တော်တို့ video ခက်မှာလဲဒီ copy တွေကြောင့်ကျွန်တော်တို့လူညာသမားတွေအလုပ်ရောက်ခဲ့ပြီးသွားပြီ။အခု social ခက်မှာလဲအခုလို Telegram တွေ TikTok တွေမှာစကားတွေကိုကို like လေးရဖို့ follower လေးရဖို့အတွက်မလုပ်ဖဲနဲ့ကျွန်တော်တို့အမှုပညာသမားတွေစာဝင့်နေရေးအလုပ်အကိုင်းအခွင့်လန်းအဆင်ပြေချုံးမွေးဖို့အတွက်တကယ်ကိုအမှုပညာသမားတွေကိုချစ်ခင်မြတ်လို့တကယ်အမှန်ကန်အားပေး စီချင်ပါတယ်ဒါကြောင့်မူရင်း channel တွေကိုပဲကြည့်ရှုအားပေးကြပါတချို့ကဒီ like တွေ follower တွေများရင်တို့ကဗာပြန်လုပ်လဲဆိုတော့အဲ့ဒါတွေကိုပြန်ရောင်းစားတယ်တို့ကဒါလေးရောင်းစားပြီးတော့တို့စာဝတ်နေရဖြည့်ရှင်းတာမှန်ပေမဲ့သူ့ရဲ့တဦးတယောက်အတွက်ပဲဖြစ်နေတယ်ဒီအမှုပညာကြတော့ကျွန်တော်တို့အမှုပညာကိုမိခိုးနေတယ်ဟိုဆက်အဖွဲ့ဗီဒီယိုမှန်တို့ကနေစပြီးတော့ဟိုကဆက်ခန်းတော့ make up အများကြီးပဲဗျာလူပေါင်းများစွာရဲ့စာဝတ်နေရဖြစ်ပါတယ်အဲ့အတွက် နားလည်ပြီးတော့ ဒီမီဒီယာတွေအကုန်လုံးကလည်းကျွန်တော်တို့ဝိုင်းဝန်းကူညီပြီးတော့ဒါလေးကိုလည်းသိချ highlight လေးလုပ်ပြီးတော့ပြောပြစီချင်တာပဲအပြီးတော့ wireless ရှင်းပေးစီချင်ပါတယ်အဲဘယ်ဇက်ကပဲပြပြပါမူရင်း channel ကိုအားပေးပါ